1948ခုနှစ်ဇူလိုင်လ19ရက်နေ့မှာဗမာနိုင်ငံရဲ့ကံတမှာဆန္ဒပုံကပေါ့မျိုးရက်တွေရက်သက်တဲ့သနတ်လက်ချက်တွေကိုရုပ်အောင်စမ်းတဲ့တကွာမြမမျိုးကြီးအာသာကြီးဖြစ်ပြီးတော့ကြားဆုံးကြပါဗျာ လ၄၈ခုနှစ်ဇူလိုင်လ၁၉ရက်နေ့တွင်မြေကျက်လက်ပါစီမတမယန္တုများရဲ့လက်ချက်နဲ့ကြာဆုံးသွားရကြရဲလူလိုက်ရေးပြည်သူကပြည်သူ့ဖခင်ဘုရုအောင်သားနဲ့တကွာအာဂါလီကြီးများရဲ့ယုတ်ကလပ်ကို၁၉၄၈ခုနှစ်ဇူလိုင်လ၁၇ရက်နေ့နေ့လေကျနာဤ၅မိနစ်အချိန်မှာအာဂါလီသိမ့်မှန်တို့ပို့ဆောင်ခြင်းယူမှုအတွက်သက်ပါလာကြပါလေ ညာနဲ့တကွာတပ်ဖွဲ့ပေါင်းစုံကဆောင်းကြည့်တဲ့လာရကျွမြင်ရလို့ပြည်သူအလုံးကြင်မိကုန်ပြပူဆွေးတတ်တာတော့ချင်းလိုက်ပါပို့ဆောင်ရတာ ားပေါ်မှာတင်ဆောင်လာတဲ့အာဇာနည်ကြီးများရဲ့ယုတ်ကလပ်ကိုဒီလူလူလူကဝမ်းနဲ့ကြည်ကွဲစွာလေးပြုကြပါလေ။ကိုယ်ဆောင်တာလမ်းတစ်လျှောက်မှာပိဋကအကောင်ရှင်းတော့ဝဲရပြည့်တဲ့၄ပါး လဲလိုက်ပါဖို့ဆောင်းညားရောနောက်ဆုံးပြောရှိအရေးကြီးတဲ့အပေါင်းတို့ကတေကွဲဝယ်တွေ့နေရပါတယ် တမန်များစစ်သက်ဒီအရှိကြီးများပါလိုက်ပါပို့ဆောင်ကြပါလေအာဂန်ဤမြရဲ့ယုကလညုံ့နံမှုအတွက် 1948ခုနှစ်မတ်လ29ရက်နေ့မှာစတင်အုတ်မြစ်ချပြီးထောက်ခဲ့ရတယ်။အာဇာနည်ဗိမာန်ကိုလည်းအသင့်ပြင်ဆင်ထားပါတယ်။အာဏာရှင်များရဲ့ယုတ်ကလများကိုကြိုးရဲဆောင်ထားနေကြတဲ့ပိတ္တကြီးကလည်းအစုတပေါင်းအားကောင်းတာပါလေ။ခဏကြီးကအချိန်မှာတော့အာဇာနည်ကုန်းလို့အမည်ကတယ်။အာဇာနည်ပိမ့်မှန်ဝါ ရောက်ရှိလာကြပါတယ်။ဒီကောင်းဆောင်ကြီးများရဲ့ယုတ်ကလများကိုအလဲကိုမှဘုရုအောင်ဆန်းလက်ရဘက်မှာသခင်များဥရဝင်းမိုက်ဘုစောဝါကြီးနဲ့ဥမောင်းလက်ဝဲဘက်မှာဥရချုံမန်းပါခိုင်းသစ္စာရာဇတ်နဲ့ရဲဘော်ထွေးတို့ရဲ့ယုတ်ကလများကိုသက်ဆိုင်ရာပုဂ္ဂိုလ်အသီးသီးမှထားရှိပါရဲ့ တဏှာများဖြစ်တော့ကသိက္ခာများမဟုတ်အရေးပြရတဲ့ရှင်ပမတ်တမတော်လေးဉာဏ်တို့ကလည်းဝိညာဉ်မှနေပြီးအာဂါနိကုံကိုဥတိုက်ပြန်ဝဲတာသံဃုတို့များနဲ့လောကီပန်းဝေးချာပြီးပြရပါဒီရဲ့ကိုစားအတွင်းဝင်ဥရှိပေါ်နဲ့နိုင်ငံသားတန်တမာများကလည်းသံသူပန်းဝင်များနဲ့အပြည့်ပြရပါမယ် ဝအာဂါနိရိယရဲ့ဇပနာအခန္ဓာဟာညက်နေ၄နာရီအချိန်မှာပြီးစီးပါတော့တယ်ခင်ဗျာ